သောမိတ်ဆွေဂျာသပရိသသမီးအလုံးအတွက်စက်နှစ်6လ2025ကနေစက်ရှိ6လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကင်ဂျမဟော့ဂင်ကိုကဏ္ဍတစ်ခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီတပတ်ကာလမှာကျွန်တော်မိတ်ဆွေဂျာသပရိသသမီးတွေပေါ့လေအဲဘလို့ကံရီးယားလေးတွေကြုံတွေ့ရတယ်လဲဆိုတော့အဲအိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးကအစပြောကြပါသေးတယ်နော်အဲဒီတပတ်ကာလမှာကျွန်တော်မိတ်ဆွေဂျာသပရိသသမီးတွေအဲ့နေရာထိုင်နေတဲ့ပတ်သက်ပြီးပြုပြင်ရတာဒီဆောက်ရတာအစ်စ်ဆောက်တာဖြစ်စေဝယ်တာဖြစ်စေ အဲ့တော့ပြန်ပြန်ရအောင်ဖြစ်စေကြောင်းရတဲ့တချို့ကတော့အိမ်နဲ့ပတ်သက်တဲ့စာချုပ်စာတမ်းတွေငါးရတာပြည့်တဲ့အတွက်အထပ်ပြီးစာချုပ်ချုပ်ဖို့အတွက်အပြင်ဆင်ရတာမျိုးပြောဆိုရတာမျိုးတွေသွားကြောင်းရတဲ့ကိန်းထဲမှာပါပါတယ်ဗျာနော်ပြီးတော့ဒီကလာမှာတချို့တွေကြတော့ဆိုင်ငန်းကိစ္စတွေပါတယ်လောက်ရတဲ့ကိန်းထဲမှာသွားပါတယ်ဆိုင်ငန်းတွေပြုပြင်တာမျိုးတွေဖြစ်စေအသက်ငါးဖို့ဖြစ်စေစသည်အားဖြင့်ပေါ့လေအဲ့တော့လုပ်ငန်းဆောင်ရတဲ့ပတ်သက်ပြီးအနေအထားခင်းနဲ့ပတ်သက်ပြီးတော့ပြောဆိုလောက်ကန်ရတဲ့အနေအထားထဲမှာကြောင်းရမယ့်ကိန်းထဲမှာသွားပါတယ်လုပ်ရင်လည်းသင့်တော့ပါတယ်ကောင်းတဲ့ထဲမှာပါတယ်တော့ဘာမှစိတ်ပူစရာမလိုပါဘူးဗျာနော်တော်တော်လေးအားကောင်းပါတယ် နောက်တစ်ခုဒီကာလမှာအလုံးနဲ့ပတ်သက်ပြီးပြောကြရလို့နော်အဝင်နိုင်တာဖြုတ်ခဲ့မယ်ဆိုရင်ဒီကာလမှာယာလူတိုးတက်တဲ့အနေအထားကြုံရတတ်တယ်ပြောနော်အဲတော်တော်လေးအားကောင်းတယ်အခက်ခဲအတိုက်ခိုက်တွေကြားတဲ့ကနေယာလူတိုးတက်တဲ့အနေအထားကြုံရတတ်တယ်တချို့ကယာလူမတိုးရင်လစာတွေပါတွေတိုးတက်တယ်ဆိုတဲ့အနေအထားကြုံတယ်ပြောနော်ပြီးတော့အမှုပညာရှင်တွေပါတွေဆိုရင်ဒီကာလမှာအဲနိုင်ငံတော်ကချီးမြှင့်တဲ့ဘောဒူဂုံဒူစုစစ်တွေရရှိပိုင်ဆိုင်တတ်တယ်ဆိုတဲ့အနေအထားမျိုးသွားကြုံရတတ်တယ်ဝေဖန်ကြေရမှုတွေကြားတဲ့ကနေရတဲ့အောင်မြင်မှုလို့ဆိုကြပါဆိုပြောနော်အဲ့လိုကိန်းခန်းထဲမှာသွားပါတယ်လို့ခေါ်တယ် ပြီးတော့တချို့ဝန်ထမ်းတွေဆိုလို့ရှိရင်လည်းဒီကာလမှာနိုင်ငံတော်ကအချင်းချင်းနဲ့ဘွတ်တူဂုံတူစုတိုက်တွေရရှိပိုင်ဆိုင်တဲ့အနေအထားတွေဖြစ်တတ်တယ်နော်ဆိုတော့ကောင်းလာမယ့်အလုံးနဲ့ပတ်သက်ပြီးအမရန်ကောင်းပါတယ်ဗျာနော်မကောင်းတဲ့အကြောင်းမရှိဘူးသို့တော့ဘာဖြစ်လဲဆိုတော့လက်ရှိလုပ်နေတဲ့အလုပ်ကိုလေအကြောင်းအကြောင်းကြောင့်ပေါ့လေအလုပ်မှာအဆင်ပြေတယ်ဆိုရင်တော့မှအပြင်းလာတဲ့ဖိအားတွေကြောင့်ဖြစ်စေအောက်လငယ်သားတွေရဲ့မနာလိုတိုက်ခိုက်မှုတွေလှုပ်ဖွဲ့ကိုင်းမဲ့အချင်းချင်းအကောက်ကျန်တာမျိုးတွေကြောင့်ဖြစ်စေလက်ရှိအလုပ်ကနေထွက်ချင်းပြောင်းချင်းရွှေ့ချင်တဲ့စိတ်လေးတွေအယမ်းပေါ်နေတာမျိုးတွေဖြစ်တတ်ပါလေကြာနော် ဖြစ်လို့အဲ့လိုမျိုးပေါ်လို့လက်ရှိလောက်ကနေထွက်ပြီးပြောင်းခွင့်ရောကောင်းမှလားလို့မေးတဲ့အလေးတွေရှိတယ်အဲ့တော့ကျွန်တော်သဘောရဆိုတော့ဒီကလာမှာအလုတ်ထွက်ပြီးလို့ရှိရင်ပြောင်းမယ်ဆိုရင်ပေါ့လေတခြားအလုတ်မျိုးသွားလုတာမျိုးမဟုတ်ဘဲနဲ့ကိုပိုင်စီးပွားရေးတခုစတဲ့အကောင့်ထဲပေါ်တိဆောက်ပြီးတော့လုတ်မယ်ဆိုရင်တော့အမရန်တင့်တော်တဲ့ကာလာတွေမှာပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့သူများအလုတ်ကိုပဲထပ်ပြီးပြောင်းမယ်ဆိုရင်တော့မပြောင်းတာပို့ပြီးတော့ကောင်းတယ်နော်ပြောင်းခွင့်ရင်လက်ရှိအနေထားတဲ့ပုံညံတဲ့အညံတွေတခုရင်ဆိုင်ရပါလိမ့်မယ်နော်အဲ့ဒါလေးကတော့မမေ့ပါနဲ့ဗျာနော်ပြီးတော့ဒီကလာမှာပတ်စံတွေပါရရလို့ရှိရင်လေ အဲကိုပိုင်စီဝါရေးလုပ်ဖို့ဇောက်ချဘလို့လုပ်ထုတ်ကိစ္စမျိုးတွေဒီမှာထက်ပြီးတော့လုပ်တာပဲဖြစ်ဖြစ်အိုးသစ်အိမ်သစ်ရဖို့အတွက်အိမ်ဆောက်တာအဲ့လိုမျိုးနေရာမှာပတ်စံဖြစ်တာပဲထက်သုံးပေးပြန်နော်။ဘာကြောင့်လဲဆိုတော့လက်ထက်ဒီတိုင်းထားလို့ရှိရင်အပြောက်အပြက်လေးတွေအမရံများတတ်တဲ့ကိန်းတွေမှာသွားပါလိမ့်မယ်နော်။လက်ထက်မှာပတ်စံစုပ်ကင်မထားပါနဲ့လို့အကြံပေးခြင်းလေပြန်နော်။အဲဒီကတော့မှာအလုပ်လုပ်တဲ့ခါမှာပေါ့လေကိုပိုင်စီဝါရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုရင်စက်တူရှိရာလုပ်ငန်းလေးတွေလုပ်ရတတ်တယ်။အဲစာရုပ်စာတမ်းတွေလက်မှတ်ထိုးရတတ်တဲ့ကိန်းတွေရှိတယ်။ကောင်းတယ်ပေါ့နော်။သို့တော်တခုမှားတရားလေးရှိပါတယ်။အဲ့ဒါပါလဲဆိုတော့ဒီကတော့မှာ ကိုယ့်ရဲ့နာမည်ကိုအသုံးချပြီးတော့ကိုကျိုးရှာတဲ့သူတွေကြောင့်နာမည်ဂုဏ်သိက္ခာကျဆင်းစရာလေးတွေတော့ဖြစ်တတ်တယ်။အနောက်ရှက်ပေးမဲ့သူတွေတွေနဲ့စုံစည်းရတတ်တယ်။အဲ့ပေးတဲ့သူတွေကရောအဝေးရလာဆိုတော့မဟုတ်ဘူးဗျ။အရင်ဒီဆုံးသူတွေကနောက်ကျောင်းကိုဓာတ်နဲ့တဆုံထိုးလိုက်မယ်နော်။ပကုံးဖက်ပေါင်းနေတဲ့လူရင်းလူယုံတွေဖြစ်စေ၊ညီကိုမောင်နှမတွေအချင်းချင်းဖြစ်စေနော်။အနီးအနားမှာနေတဲ့သူတွေဖြစ်စေအဲ့လူတွေကပဲကိုယ်ဝါမီဒုက္ခပေးတဲ့အတွက်သတိထားမယ်။အထူးသဖြင့်တောက်ကြတာသမီးတနင်္လာတာသမီး ဲ့နိနန်လေးကိုအကြောင်းပြုပြီးစိတ်ငြိမ်စိတ်ဆုံးကလေးတွေရောက်တတ်တယ်အထူးသတိထားပေးပါကြနော်ဆိုတော့အဲတနင်္လာသားသမီးတွေနဲ့ပူတော်ပြီးလုပ်မယ်ဆိုရင်တစ်ခါနဲ့နဲ့မပြီးပဲနှစ်ခါနှစ်ခါပြန်ဖြစ်တာထားတာမျိုးလေးတွေအစားကြုံရတတ်တဲ့အတွက်သတိထားပေးပါပြီးတော့တခုမှအောင်မယ်အဲလက်ထဲပတ်စံရတဲ့ခါမှာရွှေပါးလေးလှုပ်လို့မသင့်တော့ပါဘူးဗျာနော်ရှိတဲ့ရွှေတွေတောင်းမှအကြောင်းကြောင်းကြောင်းအပောင်ကြောင်းအပောင်ဆောင်ရွာတာတွေရောင်းထုတ်ရတာတွေဖြစ်တတ်တယ်ရွှေနဲ့ကြောင်းနဲ့ရုံးဝတ်ထားရဲဆိုရင်ကြောက်တွေပါးလေးထွက်ပြီးကြပြီးပျောက်ရှတာမျိုးလေးတွေအစားဖြစ်တတ်တယ်နော်အဲသတိထားပေးပါဗျာနော် ဒီကနေ့မှအိမ်ကိုတန်ဝန်ကြီးတဲ့ဆက်ပစ္စည်းတွေပါရောက်လာတဲ့ကိန်းရှိတယ်။ရောက်ခဲ့ရင်လည်းအဝင်တော်ပါတယ်ဗျာနော်။ဆိုတော့အဲအကောင့်ဆိုးလေးကတော့ရောနေတယ်။တခုရှိတာကလေကြာလာပြိသားသမီးတွေဒီတစ်ခါတာကာလမှာစိတ်ပင်မလူပင်မဖြစ်စရာလေးတွေကြုံရတတ်တယ်။ဟိုရည်ရွယ်ပြီးဖြစ်တာမျိုးမဟုတ်ဘဲနဲ့ပေါ့လေမရည်ရွယ်ပဲနဲ့ရုပ်တရရုပ်တရရောက်လာတဲ့ဟာမျိုးလေးတွေဖြစ်တတ်တယ်။ဖြစ်တဲ့အခါဘသူတွေကိုအကြောင်းပြုပြီးဖြစ်လဲဆိုတော့ကျွန်တော်ခုနပြောတဲ့စကားထဲမှာပါပဲ။အရင်ဒီဆုံးသူတွေလို့ခေါ်တာပေါ့။ ချစ်သူအိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့စိတ်တော်ကရောက်တာဖြစ်ရင်ဖြစ်မဖြစ်လို့ရှိရင်ခုနကညီကိုမောင်နှမအအရင်ချတွေပေါ့လေသူတို့ကျမ်းမာရေးညံ့တာတို့အကြောင်းအကြောင်းပြဿနာတွေဖြစ်တာတို့အဲအဲ့ဒါတွေကိုအကြောင်းပြုပြီးတော့ကိုမောင်ငွေကုန်ကြီးကြများတာတွေစိတ်တော်ကရောက်စရာတွေလိုက်ပါဖြည့်ရှင်းရတာလေးတွေဖြစ်တတ်တယ်ပြီးတော့ကိုချစ်သူအိမ်တော်ဘက်ကလည်းနေထိုင်နေကိုအထင်လွဲပြီးမုန်းနေတာလေးတွေရှင်းပြရင်လက်မခံတာဘာမဟုတ်တဲ့ပြဿနာလေးကကြီးကြီးမားမားလေးပြဿနာအကြီးထားဖြစ်တာတွေစိတ်ဝမ်းကွဲစရာလေးတွေဖြစ်တတ်တဲ့အတွက်အထူးသတိထားပေးပါအဲဂယုစိုက်ပေးပါလို့ပဲထပ်ပြီးအကြံပေးခြင်းနဲ့ဗျာနော် အထူးသဖြင့်အချစ်အိမ်တော်ဝင်နဲ့ပတ်သက်လို့ရှိရင်လေချစ်သူအိမ်တော်ဘက်ကဗုဒ္ဓဘုရားသမီးတို့စနေသားသမီးတို့ဆိုရင်တအားကိုဒုက္ခပေးလိမ့်မယ်စိတ်တော်ကအယံပေးလိမ့်မယ်ကွယ်လာမီလည်းမကွယ်ဘူးပြက်လာမီလည်းမပြက်ဘူးအဲဒီအစင်ပြည်လားမီလည်းမပြေပဲနဲ့လေယံပရိပခါနေနဲ့အယံရစ်ပြက်သနာရှိရှာအဲအဲ့ဒါမျိုးတွေကစားသွားဖြစ်တဲ့အတွက်ဂယုဆိုင်ပါဒါကြရင်ကိုကိုကိုဟိုငါချစ်သူတွေအိမ်တော်ဘက်တွေထားမိတာမာပြီလားမသိဘူးဆိုပြီးတဲ့အတွေးတွေတွေးတာအစားအော်ဟိပြထွက်ပြခြင်းနဲ့စိတ်တွေအစားပေါ်လာတတ်တဲ့အတွက်ဂယုဆိုင်ဖို့ပဲဆရာအကြံပေးခြင်းနဲ့ဗျာနော်ဒါကရှိတဲ့သူတွေအတွက်ပြောတာပါ ဟာချစ်သူမရှိတဲ့သူတွေကတော့ဒီကာလမှာချစ်သူရတတ်တယ်ရဟိုင်လည်းကောင်းတယ်လက်ခံလို့ရပါတယ်ဗျာနော်ပြီးတော့အိမ်တော်တွေဘာတွေပြုမယ်ဆိုရင်လည်းဒီကာလမှာပြုလို့မီသေးတယ်ဆိုရင်ပြုပါရတဲ့အနေထားမှာရှိတဲ့အတွက်ကောင်းတယ်လို့ပဲပြောပြရသေးဗျာနော်ဇွန်လ15ရက်16ရက်17ရက်အဲ့ချက်တွေမှန်တယ်မလားအဲကိုရည်ရွယ်ထားတဲ့ကိစ္စတွေမှန်တယ်မလားတော်တော်လေးအဆင်ပြေတယ်ငွေဝင်လိုက်မယ်ပစ္စည်းဝင်လိုက်မယ်အလုပ်မရှိတဲ့သူတွေဆိုရင်ကောင်းတဲ့အလုပ်လေးတွေရမယ်လုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုရင်လည်းလက်ရှိနေရာကနေနောက်တဆင့်မြင့်တဲ့နေရာကိုရရှိလိမ့်မယ်အိုးအိမ်နေရာထိုင်ခင်းတဲ့ပတ်သက်တဲ့ကိစ္စတွေပြင်ဆင်တာတိုးချဲ့တာတွေအရန်ကောင်းတယ်ဗျာနော် ကုံညာသိတက်တက်တာနဲ့ပြီးသွားလိမ့်မယ်။ရှစ်ပုံရှစ်ကံကြီးမားတဲ့သူတွေဆိုရင်အဲ့ရပိုင်းမှာအိုသိအိမ်သိရတာတို့စိန်ရတာတို့ဆက်ပစ္စည်းဝင်တာတို့ဝင်တတ်တဲ့ကိန်းတွေမှာပါတယ်ဗျာနော်။ဇွန်လ12ရက်13ရက်14ရက်18ရက်အဲ့ရမှာတော့အညာခိုက်တွေရှိတယ်။ကိုယ့်ရဲ့အိမ်နီးပတ်ဝန်းကျင်မှာမီးလောင်တာမီးလန့်တာဒါမျိုးတွေအားကြားရတတ်တယ်။ကိုယ့်ရဲ့အိမ်မှာလည်းလျှက်စစ်ရှော့ဖြစ်တာလေးတွေမိတိကျွမ်းတာမျိုးတွေအားသွားဖြစ်တတ်တယ်။သတိထားမယ်။ ဝင်တဲ့ပတ်စံနဲ့ထွက်တဲ့ပတ်စံများတယ်အဲမြုပ်လိုက်အဲရတဲ့ပတ်စံလေးတွေပေါ့လေတခုယင်းနှီးလိုက်လို့ရှိရင်မြုပ်ပြီးပြန်ပေါ်မလာတာလေးတွေဖြစ်တဲ့အခါရှိတဲ့မြေခွက်လေးတွေပါလေးတွေထုတ်အောင်ဖို့လောက်ရတဲ့အနေထားလေးတွေအားစာကြုံရတဲ့သတိထားမယ်ဗျာနော်အဲကျမ်းမာရေးညံ့တဲ့အခါမှာအဓိကအဖြစ်ပေါ့လေအဲဝမ်ပိုင်နဲ့ပတ်သက်ပြီးတော့မအီမသာဖြစ်တဲ့ဟာမျိုးလေးတွေကြုံရတဲ့ပြီးတော့ခနာကုန်မှာရှိတဲ့အကြောအာယုံကြောနဲ့ပတ်သက်တဲ့ယောဂအပြင်တကူလုံးမှာရှိတဲ့အကြောအခြေအနေပေါ့လေနာကျင်ကြိုက်ခဲတာပင်မနာပေါ့လေနှုံးတာအဲ့လိုမျိုးတွေအားစာသွားဖြစ်တတ်တယ်ဗျာနော် ဂယူဆိုင်ပြပါပြီးတော့မိခင်နဲ့ပတ်သက်တဲ့အဲဆွေမိခင်ကြောင့်ဖြစ်စေမိခင်ဘက်ကလာတဲ့ဆွေမျိုးညီကောင်မောင်နှမကြောင့်ဖြစ်စေအဲတို့ရဲ့အဘူးကိစ္စလေးကိုယ့်ရဲ့အိမ်ကိုတည်လာတတ်တယ်အဲ့ဒါကိုလိုက်ပါဖြည့်ရှင်းရပြီးကိုပါအဘူးလောင်တာမျိုးတွေအစားဖြစ်တတ်တော့တတိထားပြပါအိမ်ကိုတက်ကြီးကျော်တွေစေကူတောင်းမှုလာတဲ့ဆိုရင်ဘေးဥပအန်ရဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်ဗျာနော်ဂယူဆိုင်ပါ ပြီးတော့ပညာရှင်နဲ့ပတ်သက်လို့ရှိရင်ကြာတာပရိသတ်သမီးတွေဒီကာလမှာပညာသင်တဲ့ခါမှာစိတ်လေးတွေလေးနေတာစိတ်တွေလေးနေတာမျိုးဖြစ်ပြီးတော့စာအုပ်ကလန်ဒါနဲ့အိတ်ချင်တာလိုလိုလိုစိတ်ကတခြားကြီးရောက်နေတာလိုလိုဒါမျိုးတွေအားစားသွားဖြစ်တတ်တဲ့အတွက်ပညာရေးကိုဝရိယအားလေး၃00လောက်ထည့်ပြီးကြိုးစားပေးပါလို့ထပ်တယ်လဲလဲအကြံပေးပါရစေနော်အဲ့တော့ကန်ဒီယာရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်အပြာရောင်အဆက်ရောင်အဖြူရောင်ရွှေရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါမေပြုတ်ပန်းပရိမနိုင်ပန်းစပယ်ပန်းပိန်ပန်း ဇီရိုအပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရားမှာဖရားပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှအလပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆပေးပါအဲ့တော့အညာလေးတွေกินပြီးတော့ကောင်းတဲ့ကန်လေးတွေပိုကောင်းအောင်ရရရလေးခြေရမယ်ဗျာနော်အဲရရရအနေနဲ့ဘယ်လိုခြေရမလဲဆိုတော့ဇီးပင်တပင်အောက်ကိုဝင်မယ်အရှိတောင်ဘက်ရက်ကိုလှည့်ပြီးတော့အုံသီးစက်လေးသုံးသိစားပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးဆန္ဒပြုစုတောင်ခြင်းအားဖြင့်အလိုရှိရာဆန္ဒလေးတွေတုံးတော့ဝပြေးဝလာပါလိမ့်မယ်ဒါပြင်ကြုံရတဲ့အညာလေးတွေပြေးအောင်ဇီရီတော်တစုစုရဲ့အဲကိုယ့်ရဲ့ဓာတ်မှာပေါ့လေ ထင်းနေတက်စစ်တွေတွားရောက်လူဒန်းပေးလိုက်ပါဗျ။ဒါဆိုတော့ကြုံရတဲ့အញ្ញံခိုက်တွေဧကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်။အကြတာပရိသတ်သမီးအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကြမှာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်း